အားလုံးမင်္ဂလာပါအခုပြောပြမယ်ယောဂကျင့်စဉ်ကိုကျောယောခုံးတဲ့သူတွေခန်းကလေအမြဲကော့ပြီးတော့ကိုယ့်ရဲ့ဝမ်းပိုက်နဲ့စီးခုံကရှေ့ကိုရောက်နေတဲ့သူတွေကိုယ်နေဟန်တောင်းမှန်လို့ခန်းလာတာပုံရှားမှုပုံစံမှန်လို့ခန်းလာတဲ့သူတွေလိုက်ပြီးတော့ဒီကျင့်တဲ့ယောဂကျင့်စဉ်မှာအခုယောဂကျင့်စဉ်အတွက်ဒီယောဂကျိုးတစ်ချောင်းလိုအပ်ပါတယ်တန်ခွင်းပါရဲ့ကျိုးဖြစ်ဖို့လိုတယ်နော်အဲ့တော့ခွင်းလို့လိုက်မယ်ခွင်းကို ကိုယ့်ရဲ့အရွယ်စားကိုနည်းနည်းခက်ကြီးကြီးလေးလှုပ်ထားလိုက်မယ်ပြီးတော့မှပြန်ညှိမယ်ဒီမူလကြီးစဉ်ကိုအမလို့လည်းမလုပ်ခင်မှာကျွန်မလုပ်ပြတာကိုတစ်ချက်အရင်ကြည့်ပါပြီးတော့မှအမလို့လိုက်ပြီးတော့လေ့ကျင့်ပါခဏလေးကြာရင်ကိုယ့်ရဲ့လက်ကခေါင်းရဲ့အထက်ကိုဆန့်ထုတ်မှဖြစ်တဲ့အတွက်ခေါင်းထောင်းရဲ့ပတ်မှာဒီတခြားဘာပစ္စည်းမှမရှိမရှိစေနဲ့ပေါ့နော်အဲ့တော့ခုစလိုက်မယ်ဖြားပေါ်မှာပြက်နံမျိုးလဲမှာအမမဲတင်ဒီကျိုးဒီခနာကိုလဲကို ထည့်လိုက်မယ်။ Okay ။ထည့်ပြီးသွားပြီဆိုရင်ဒီနောက်ဘက်ကဒီကြိုးဘာလို့စေခရံညာမှာထားမှာ။စေခရံကခါညာမဟုတ်တော့စေခရံဒီဒီညာလေးမှာ။အဲ့ရနေဒီဘက်ကထွက်လာတဲ့ကြိုးကြတော့ခြေဘွားအပြင်ဆောင်ရဲ့အောက်မှာချိန်တယ်။ဘယ်လိုချိန်လဲဆိုရင်အရှိကိုချက်ပြမယ်။ခြေဘွားအတွင်းဆောင်အချင်းချင်းအပြင်ဆောင်အချင်းချင်းထိမယ်။ ကိုယ့်ရဲ့ဒုနှစ်ဖက်ကိုဘေးဘက်ကိုချဲချထားမယ်ဒီလိုအမှားချဲချလိုက်ကြရလို့နော်ခြေကအတွင်းစအပြင်စအချင်းချင်းတွန်းနေရတယ်အဲ့ဒီတွန်းထားတဲ့အနေထားအနေနဲ့ကျိုးရလာချိတ်တယ်โอเคဘေးဘက်တန်ကြမယ်နောက်တော့ကျိုးဒီခြေခါမှာရှိရဲ့ရှိဘက်ကကျိုးဒီခြေကအပြင်စရဲ့အောက်မှာရှိအဲ့လိုထည့်ပြီးသွားရင် အခုမှန်စီစီကျမရဲ့ကျိုးစုကိုချနေပြီအဲ့တော့ဒီကျိုးပြန်နှိမ့်ဖို့လိုတယ်ပြန်နှိမ့်မယ်ဆိုရင်အစဆုံးကျိုးပြန်မထုတ်ဘူးဒီအနေထားမှာလည်းကျိုးကိုတင်းနေရမှဆွဲမယ်အဲ့တော့ကျိုးတင်းနေရမှဆွဲတဲ့အချိန်မှာကိုယ့်ရဲ့ကျိုးထားထားတဲ့နေရာကြီးမှန်ဖို့လိုတယ်ဒီအသုံးပြရမယ့်နေရာတွေအသုံးပြနေဖို့လိုတယ်။အဲ့တော့မှကျိုးဒီမှန်ကန်တဲ့ပုံစံကိုရမှာဖြစ်တယ်။အဲ့တော့ sorry ဒီကျိုးကိုစေတနာထားရဲ့ ချိန်မှာအတွင်းဆိုင်ချင်းနဲ့အပြင်ဆိုင်ချင်းတွန်းနေတဲ့ဒီဘက်ကဆက်လာတဲ့ကြိုးစားအရှိကိုကိုယ့်ရဲ့လက်နဲ့ဆွဲရွက်တင်လိုက်ဆွဲတင်လိုက်တဲ့ချိန်မှာဒီစိတ်ကမှထမ်းတဲ့ကြိုးကတက်လာတတ်တယ်အပေါ်ကခါးဘက်ကိုဒီလိုကြီးတက်လာတယ်အဲ့တော့အဲ့လိုမတက်အောင်လို့တစ်ဖက်ကလက်ကတော့ထိတ်လိုက်ဒီလိုပုံစံနဲ့ခုပြထားတဲ့ပုံစံမျိုးထိထိပြီးတော့မှကြိုးကိုထပ်ပြီးတော့တင်းအောင်လို့ဆွဲမယ်โอเคเนาะโอเคတင်းသွားပြီဆိုလို့ရှိရင် ဒါကိုယ့်ရဲ့ပုံစံကြလာပြီပေါ့နော်။နည်းနည်းလေးကျွန်မပြောသေးတယ်။음။ဘုတဲဝါတဲဝါလို့ဆိုလို့ရှိရင်ဖြာပေါ်မှာပတ်သက်တယ်လဲပဲ။အဲဒီနေထောက်ထင်ထားရဲ့ကိုယ့်ရဲ့လက်နက်ဖက်ကခန္ဓာကိုယ်ရဲ့အနောက်ဘက်မှာမချမ်း။၎င်းကိုအနောက်ဘက်ညွှန်မှာမဟုတ်ဘူးနော်။တင်နောက်ဘက်ကိုညွှန်ထားရတယ်မဟုတ်ဘူး။ဒီအနောက်ဘက်ကိုညွှန်ထားမယ်။အဲဒါမှအနောက်ရဲ့လက်ကွာဖိအားအဆင်ပြေမှာ။ လက်ခံအောင်ဖြစ်တယ်ခြေကအတွင်းဆောင်ခြင်းနဲ့ပြင်ဆောင်ခြင်းနဲ့ဖြိထားတဲ့အားလေးနဲ့ဒီမှာလေဝမ်းလေးကြောင့်ညာကြောင့်နော်နည်းနည်းလေးပဲပါလို့လေမဖြစ်မင်းညာကိုစန့်ထုတ်ဖို့အတွက်နေရာလေးရှိအောင်ဒီမှာကိုနည်းနည်းလေးကြောလိုက်တယ်အဲ့တော့ one by up by doing so shit တင်မအောင်နည်းနည်းလေးကြော one by up by doing so shit မိမကိုခြေရက်ကိုစန့်ထုတ်ပြီးစေခံကိုထားဖို့ခြောက်လိုက်စေခံခြောက်ရောက်သွားပြီဆိုရင် one by up by doing so shit ထားတော့မပြေသွားစေဘူး တာယုကိုရဲ့လက်ကခန္ဓာကိုယ်နဲ့ဝေးရအောင်နှမ်းသွား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 တယ်ကျောင်းတို့အစစ်တစစ်ချင်းညချမယ်တရားမင်းကြီးကြာကြာရဲ့လက်ပါကိုအတော်ကြီးကျောင်းလို့ညချမယ်လက်ပြန်နှစ်ခုချမယ်ပခုံးနှစ်ဖက်ချโอเคအခုပုံမှန်ပါကြားထားရပုံစံမျိုးဖြစ်သွားပြီအဲ့ဒီမှာအမောင်ခြေွားအပြင်စားတဲ့အောက်မှာထားထားတဲ့ကျိုးကအလုံးလုံးမှာ ဒီစိတ်ခံရမှာထားထားရဲ့ကြိုးကအလုံးလုံးပြီးတော့ကိုယ့်ရဲ့ကြိုးမျိုးကိုကြိုးမျိုးဒီထောင်းလျှောက်ပြီးတော့အောက်ဘက်ကိုဆွဲချတယ်လို့ဖြစ်မှာအဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်မိုင်းနဲ့ခြေကအတွင်းစားအချင်းချင်းအပြင်းစားချင်းကတွန်းတယ်အဲ့ဒီကူရဲ့တွန်းတဲ့အားနဲ့ခြေကအပြင်းစားအောက်မှာခြေထားရဲ့ကြိုးကိုဆွဲလိုက်တယ်အဲ့ဒီချိန်မှာစိတ်ခံနာမှာထားရတဲ့ကြိုးကတင်းသွားတယ်အဲ့လိုတင်းသွားရခြင်းဒီဒီမှာရှိရဲ့ ကျောင်းလုံးတလျှောက်လုံးအောက်ဘက်ကိုဆွဲဆက်လိုက်လို့ဖြစ်သွားပြီအခုဒီပုံများလာနေရတော့လေဒီခါကကျောင်းကတင်းဝိုင်းပဲဒီကျောင်းလုံးတလျှောက်လုံးကိုအောက်ဘက်ကိုဆွဲဆက်လိုက်လို့ဖြစ်သွားပြီပြီးပြီဆိုရင်လက်ကိုတောင်းမယ်မမရဲ့လက်မကိုအချင်းချင်းနဲ့ဒီလိုလေးရှက်တယ် ဘယ်လက်မဘယ်မတစ်ခါမှာဘယ်လက်မကညာဘက်လက်မပါရှင်ဒုတိယတစ်ခါမှာညာလက်မကဘယ်ဘက်လက်မအပေါ်မှာရှိရမယ်အဲ့တော့ပြရတဲ့အချိန်မှာဘယ်ဘက်လက်မကိုညာဘက်လက်မရဲ့အပေါ်မှာထားမယ်ကိုယ့်ရဲ့လက်ချောင်းတွေကမျက်နှာကျက်ဘက်ကိုညွှန်ထားတယ်ရှူသိမ်းရဲ့ရှူထွက်တဲ့လက်ကိုခေါင်းရဲ့ထက်ကိုဆက်ထုတ်လိုက်ဒီကျန်းတဲ့မှာဘာချလိုက်စရာမလိုဘူးเนาะခေါင်းနဲ့ဒဏ်နဲ့ဆက်ထုတ်ထားတယ်အဲ့မှာလက်ကလည်းကျော်ရိုးကိုကာဘက်ကိုဆွဲတယ် စေခံမှာထားထားတဲ့ကျိုးကလည်းကျောင်းလို့ခြေထောက်ဘက်ကိုဆွဲတယ်။အပေါ်နဲ့အောက်နဲ့ဆက်ကျင်ဘက်ဆွဲတဲ့ဒရိုက်ရှင်အနေထားကြောင့်ကိုယ့်ရဲ့ကျောင်းလို့တခြားလောင်းကိုဆွဲဆက်နေလိုက်လို့ဖြစ်သွားတယ်။အဲ့ဒီအတွက်ကြောင့်ဘောင်းရဲ့ကျောင်းလို့အနေထားကြီးမှန်လာမယ်ဒီအာယုံကျောင်းနဲ့ဒီအာယုံကျောင်းဘောနောအာယုံကျောင်းနဲ့စစ်တီမှာရှိတဲ့ဖြစ်အားမျိုးပြောကြသွားစီရဲ့အတွက်ခါနာချင်းကိုတတ်တာစီ โอเคเนาะเออ now จะเปลี่ยนจ้ะมั้ยฉิงกว่าเกยซ้าฉิงซ้าฉิงๆต้วยไล่ได้เฉยมาจู้ซ้วยไล่ตัวဖြစ်သွားရဲ့အဲ့ချိန်မှာစီခံမှာထားထားလေဂျိုးဒီတင်းသွားတဲ့အတွက်ကိုယ့်ရဲ့ဂျိုးမှုတလျှောက်တော့အဲ့ဒီဂျိုးကခြေတော်ဘက်ကိုဆွတ်ဆက်နေလိုက်လို့ဖြစ်သွားတယ်ဒီတစ်ခါမှာညာဘက်နှမဘက်နှမရေပေါ်မှာရှိနေကိုယ့်ရဲ့မျက်ပုံနဲ့ကြက်ပတ်ကိုဆန်ထုတ်တယ်ခေါင်းရဲ့ထက်ကိုမှားတယ် ဖြာလို့ဘုံမချလိုက်ဘူးပခုံးနဲ့ဒန်းနဲ့ထားထားပြီးကိုယ့်ရဲ့လက်ကလည်းကျောလေးကိုကောင်းဘက်ကိုဆွဲတယ်အောက်ကကကျိုးလာတယ်ကျောလေးကိုခြေဘက်ကိုဆွဲအထက်နဲ့အောက်နဲ့ဆန့်ကျင်ဘက်ဆွဲတဲ့ direction ကြောင့်ကျောလေးတစ်လျှောက်လုံးဆွဲဆန့်နေလိုက်လို့ဖြစ်သွားတယ်အဲ့မဲ့နံရိုးတွေကမနှက်လိုက်ဘူးเนาะနံရိုးလေးတွေလျှော့ထားတယ်โอเคပြီးတော့အင်္ဂါမှာခဏလေးနေတယ်နေပြီးတော့ပြီးတော့ဆိုကိုယ်စားလို့ပြန်ထွက်မယ်ဆိုရင်ตาလေး သူ့ကိုဆူတယ်ကြိုးဖယ်လိုက်တယ်ပြီးရင်ခန္ဓာကိုယ်တစ်ခုလုံးညာဆောင်းပြီးတော့လဲချလိုက်တယ်โอเคเนาะအားလုံးနဲ့စင်တီမီတာလုံးညာနေပါတယ်ကျေးဇူးတင်ပါတယ်